အားလုံးမင်္ဂလာပါ Idea with Community Facebook နဲ့ YouTube Channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Share ဖို့ကြိုရေးသားထားတဲ့ God on Great Time တို့မဟုတ်ရေအောင်မျိုးတို့ဆိုတဲ့စာအုပ်အပိုင်း၁၂ကိုဖတ်ပြပေးတော့မှာဖြစ်ပါတယ်ဒီ God on Great တို့မဟုတ်ရေအောင်မျိုးတို့ဆိုတဲ့စာအုပ်ကရခိုင်ပြည်နယ်ကြောက်ဖြူမြို့ကကန်းကိုရိုးဘုရားတမိုင်းအကြောင်းအခြေခံပြီးတော့ရေးသားထားတာဖြစ်ပါလေ။ဒန္တာယီလာကန်းကိုရိုးဘုရားတမိုင်းအကြောင်းစိုက်ဝင်စားတယ်ဆိုလို့ရှိရင်တော့ ဒီဗီဒီယိုကိုအဆုံးထိလိုက်ပါနားဆင်ဖို့အတွက်ဖိုက်ခေါ်လိုက်ပါစေခင်ဗျာဒီပြရရဲ့တကောအာနုဘိုလ်တွေပြက်ပြေရုံလိုတော်ဖို့အတွက်ဆိုလို့ရှိရင်တော့အချိန်ဘလောက်ကြာကြာယူပြီးလေးလာလောက်ဆောင်ရမယ်ကိုလေမသိရသေးပါဘူးဒါကြောင့်မလို့သူတို့ကကိုတုံခွဲမျိုးမှာအချိန်ကြာကြာနေရမှာဖြစ်တဲ့အတွက်အမိကောင်းလိုပါလေကိုတုံခွဲသားတွေရဲ့ဖရားယုံကြည်ကိုဝင်မှုကိုဤပညာအမျိုးမျိုးနဲ့ရုံလိုတော်အောင်ကြံစားလောက်ဆောင်ကြရမှာပါ မီယိုဖလာယူဆွဲကြည့်နေကြတဲ့လူဝင်စီကိုသူတို့အတေးခုန်နေထိုင်ရဲ့လေကြာရှည်ရမှာမဟုတ်ပါဘူးသူတို့ဖရာရဲ့အကန်ကားဘောက်ကိုခါဝတ်မဆိုးကဲ့သို့မြင်းမြန်စွာစောင့်ထင်းနေကြတဲ့သူတွေကရက်ရှိကာလသူတို့နေထိုင်ခွင့်ကိုလည်းလက်ခံကြမှာမဟုတ်ပါဘူးဒါကြောင့်မလို့သူတို့ဖရာရဲ့ကန်ကားဘောက်ကိုနေ့စဉ်နဲ့အမျှကျူးလွန်နေကြတဲ့ကိုတုံခွေသူကိုတုံခွေသားတွေရဲ့ဘာသာမတူသူတို့ဖရာဟောကန်ကားဘောက်မှာ ထိတ်ဆုံးကပါတဲ့ ပါဏာတိပါဒကံကိုကျူးလွန်နေကြသူတွေဒီလိုမျိုးကျူးလွန်ရတဲ့ကိုပဲကောင်းမှုကုသိုလ်ကြီးဆိုပြီးထင်မှတ်ပြီးတော့ယူဝါဒရှိသူတို့စီမှာဒါလို့ကြာရှည်စွာနေထိုင်ရမှာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီလိုမျိုးကြာရှည်စွာနေနိုင်မှလဲကိုတုံခွေဖေရရဲ့တကောအိုက်တီဘက်ကိုလေ့လာဖြည့်ဆည်းပြီးတော့ရမယ်ဆိုပြီး အချံပေါက်ပြီးတော့နောက်ဆုံးမှာကာလာဝေါနဲ့တိုနီယိုအစုံသားတို့ကမြို့ပြင်ကျောင်းသားမှာရှိတဲ့တာတာသမားတွေရဲ့ရွာတို့ ရောက်သွားကြပါတယ် ဒါတော့ဘုံမရိကတရေဝေဖို့အတွက်ရောက်လာကြသူပဲဖြစ်နေချင်းကတ်ကြပါတယ်။နေ့စဉ်ကျွေးနွားတိုးနဲ့စိုက်တွေကိုတက်ဖြတ်နေကြသူများက အနန္တစက်ကြဝလာမှာရှိရဲ့တကိုးကြီးနတ်ဒီဝါတွေကိုပူဇော်နေကြသူလောကအမြင်မှာလည်းပဲမင်းနဲ့တကွပြည်သူပြည်သားတို့ရဲ့စားတောက်ဖို့အတွက်အလုံငါတက်ဖြတ်ပေးနေကြရသူကုတူယူနေကြသူများဖြစ်တဲ့အတွက်ကြောင့်မလို့ကြီးစွာသောကုတူတွေကို နေစဉ်ရရှိနေကြသူများဆိုပြီးជីဂျူးထောပနာစကားကိုကာလာဝိုးကြီးနဲ့တပည့်၃ယောက်ကဆရာတပည့်၃ယောက်ကတွင်တွင်ပြောကြားတွင်တွင်ဟောဆိုကတားသက်သမားတို့ရွာမှာသူတို့စတင်နေထိုင်ကြပါတော့တယ်နေစဉ်နဲ့မြသားသားကောင်ကိုအဲမွေးကြသူသားသားသမားတွေကလည်းပဲအယူဝါဒတူတဲ့သူသူတို့ရဲ့သားကောင်တတ်တဲ့အလုပ်ကိုကောင်းချီးဩဘာပေးတဲ့သူကာလာဝကြီးတို့ဆရာတစ်ဘက်၃ယောက်ကကြီးကြီးဖြူဖြူနဲ့လက်ခံထားကြပါတယ် ဒီလိုနဲ့ကာလာဘူကြီးတို့ကလည်းပဲသားသက်သမားတို့ရဲ့သားသမီးတွေကိုလောကီပညာရတ်တွေဖြစ်တဲ့မျက်လေးလက်လေးကစားရဲ့အင်းတိုင်းဂလိလက်ဖွေးမန်တရာအတတ်တွေကိုပါသင်ပေးကြပါလေသားသက်သမားတွေရဲ့ဂလိတင်တွေကိုမျက်လေးလက်လေးအတတ်ပညာတွေကစပြီးတော့အင်းကန်ခါလေးလက်ဖွေးမန်တရာအတတ်တွေကိုပါသင်ပေးနေကြတယ်လို့တိုနီယိုနဲ့အဇုတ်တာတို့ကလည်းပဲကော့တွန်ဂရိမျိုးရဲ့ လမ်းဆောင်လမ်းခွမှာရှိတဲ့မီချူးမိတိုင်းကကြည်တယ်မှာရုပ်ထုစီမိခွဲအောက်မှာလည်းပဲညာညာဆိုလျင်သူတို့အလွန်ကျွမ်းကျင်တဲ့မျက်လိလက်လိအတတ်ပညာတွေကို ပြသလာကြပါတော့တယ်။ဇန်ခိုတန်ချိုတင်းလင်ကရယ်နဲ့တချင်းတမအထောက်တာတို့ရဲ့တီဆိုမှုပင့်ကူအကတို့ကညစီညာတိုင်းကြီးစုလာခဲ့ကြတဲ့ကိုတုံဂရိတ်သူကိုတုံဂရိတ်သားတွေကတော့အတိအဆန်းဖြစ်တဲ့တိုမီယိုနဲ့အဇုတ်တာတို့ရဲ့ မျက်လေးလက်လေးပြသမှုတွေကိုမြင်ကြရတဲ့အခါမှာတော့အထူးအဆန်းဖြစ်ပြီးတော့တိုနီယန်နဲ့အဇုတ်တရူရဲ့ပွဲက လူတို့မပေါက်လောက်အောင်ကို ရှီကားလာပြန်ပါတယ်။ယောဂီပညာရပေါင်းတထောင်လောက်ကိုအရေးကြိုတောက်ထားတယ်ဆိုရင်ပြောရလောက်အောင်ကျွမ်းကျင်ကြတဲ့တိုနီယိုနဲ့အဇုတ်တတို့ကလည်းပဲသူတို့ရဲ့လောကီပညာရတွေကိုတနေ့တစ်မျိုးမရိုးရအောင်ပြသပြီးတော့ကောတုံဂရိတ်သူကောတုံဂရိတ်သားတို့ကိုလှေစားလျက်ရှိနေကြပါလေ။မျက်လေးလက်လေး နဝလိပြင်စလိအင်းလိဆေးလိအတတ်ပညာတွေကိုတစ်ဖက်ကန့်ခကျွမ်းကျင်တက်မြောက်ထားကြတဲ့တိုနီယိုနဲ့အဇုတ်တာတို့ကတော့အလွန်ပူလောင်နေတဲ့မီးတောင်မီးလျံတွေကိုမျိုးစားပြခြင်းဝမ်ဘိတ်တရနဲ့သူတို့ရဲ့ဥပေကိုတလန်တလန်ဆွဲထုတ်ပြသခြင်း သူတို့ကိုယ်ကိုဓာတ်လန်နေတဲ့ထိုးဝင်မဲ့မပေါ့မပြေမထိမချခြင်းလင်းကားလန်ရှည်တဲ့လေလောင်းတွေကိုပဲသူတို့ပါဇက်နဲ့မျိုးပြခြင်း လူစင်စစ်ကိုအဝါနဲ့အုပ်လိုက်တဲ့နည်းတရိုက်ဆန်ပြသွားခြင်းတိုင်ခွေဖနောက်ပေါက်အကူဖြောက်ပြခြင်းမိုးဘူပြန်ခြင်းကိုဝင်စွာကိုဝင်လစသည့်လောကီပညာရတွေကိုပါကိုတုံဂရမိုးရဲ့လန်းစုံလန်းကွက်မှာတာသက်သမားယူကတပည့်တပတ်နေနဲ့ညစဉ်ညတိုင်းတနေရာမဟုတ်တနေရာမျိုးကိုလက်လေပြီးတော့ပြတ်တနေရတဲ့အခါမှာတော့ကိုတုံဂရသားတို့ရဲ့ရိုးရာရင်ကျင်းမှုဖြစ်တဲ့အကအပြနဲ့အဆူအတိအမှုတ်တွေက တပြေးပြေးပျောက်ကွယ်ပြီးတော့တော်နီယိုနဲ့အစုံတတို့ရဲ့လောကီပညာပြပွဲတွေကိုသာစိတ်ဝင်စားလာကြပါတော့တယ်။ဒါကြောင့်မလို့လည်းပဲဒီညပြပွဲပြီးတာနဲ့နောက်ညမှာမိတိကျောင်းစာမိတိအရမှာနောက်တရဘလိုကပ်မယ်ဆိုတော့ကိုထူးဆန်းအံ့ဩဖွယ်ရအတတ်ပညာတွေကိုပြသကြောင်းမည်ဆိုပြီးတော့လေတိုနီယိုနဲ့အစုတ်တတို့ကအဲ့ဒီညကပဲကြော်ညာပြောကြားထားကြပါတယ်။ဒါအပြင်ဒီလိုမျိုးပြသတဲ့အတတ်ပညာတွေကို တင်ယူလိုတဲ့သူလေးလာစီးပူးလူတဲ့သူတွေကိုလည်းပဲတင်ကြားပေးမယ်ဆိုပြီးပြောတဲ့အခါမှာတော့ကွတ်တွန်ရက်ကလူငယ်လူရွယ်တွေကဒီအသက်ပညာကိုတက်လို့သူတင်လို့သူတွေကလည်းပဲဒုနဲ့တည်းဖြစ်လာကြပါတော့တယ်ဒီလိုနဲ့ကွတ်တွန်ရက်ငွေကြီးကို ပိုင်းစိုးအုပ်ချုပ်နေတဲ့အာဝမင်းရဲ့ရွှေနတော်အထီးပေါက်ကြားသွားတဲ့အခါမှာတော့တိုနီယိုနဲ့အစုံသားတို့ရဲ့အသက်ပညာပြောက်ပွဲတွေကိုကြည့်လို့မြင်လို့ကြားတဲ့အာဝမင်းနဲ့မိဖုရားတို့ကတပည့်တနိုင်ငံကရောက်လာကြတဲ့ လောကီပညာရှင်ကာလာဘုဒ္ဓရဲ့အဖွဲ့ကိုနန်းတော်တွေကိုဆင့်ခေါ်ပြီးတော့ပြတာခိုင်းပါတော့တယ်။အဝမင်းရဲ့နန်းရင်မြမှာပြတတ်ရတဲ့လောကီပညာပြပွဲကြီးကိုကာလာဘုဒ္ဓကြီးတို့ကလည်းပဲဒူစင်စစ်ကနေငှက်လင်းတာဖြစ်သွားခြင်း၊ဝေကြီးဖြစ်သွားခြင်း၊ဘယင်းရှိမမှာမေခြင်းသူမြုပ်လိုက်တာသူကပရိသတ်တွေကနေပြန်ပေါ်လာခြင်း၊လေထဲမှာပြန်ဝေးပြခြင်းစတဲ့ပညာရတဲ့ကို ပြတတ်ကြတဲ့အခါမှာအဝမင်းနဲ့မိဖုရားတွေ မောင်းမတန်တွေကလည်းပဲအလွန်သဘောကျကြတဲ့အတွက်ကြောင့်မလို့ကာလာဘိုကြီးရဲ့အဖွဲ့ကိုစုတော်လာတွေကြီးမြင့်ပြီးတော့လောကီလောကုတ်ပညာရှင်ကြီးဘွဲ့ကို အနှင်းပြီးတော့တိကျအဆောင်ရောင်တွေပါကြီးမြင့်မြောက်ဆားလာကြပါတော့တယ်ကိုတုံဘွဲမျိုးကိုရောက်လာကြစဉ်ကတာသက်သမားတို့ရွာမှာဆင်းဆင်းရဲရဲနဲ့အခြေချနေထိုင်ခဲ့ကြရတဲ့ကာလာဘိုကြီးတို့အဖွဲ့ကအခုခါမှာတော့အာဝမင်းကပဲမြောက်ဆားလာတဲ့အတွက်ကြောင့်မလို့ တိချာအိမ်တိချာအရမှာတပိတပန်းနေနဲ့လောကီပညာရဆိုင်ရာတက်ကတီလာ ကြီးတစ်ခုကိုပင်ဘရင်အမိန့်တော်နဲ့တီထောင်ခွင့်ရသွားကြပါလို့တယ်ဒီခွင့်ရကိုရသွားဒီနေ့တပြိုင်နဲ့ကာလာဘုတ်ကြီးနဲ့တိုနီယိုအစုတ်သားတို့ကလည်းပဲမင်းနဲ့တကွာကောတုံကွဲသူတတိုင်းသားလုံးကသူတို့ကိုယဉ်ကြည်ကူးစားရလောက်အောင်လောကီအောင်လန်နီးပညာတွေနဲ့လူတွေကိုပြူးစားကြပါတယ်ဒါပေမဲ့လည်းပဲလောကီပညာရဲ့အစွန်ကတော့ကံသာဘလုံးချုံနေကြတဲ့ ကိုတုံခွေသူကိုတုံခွေသားတို့ရဲ့အစွန်းကိုလို့ပြူစားပြီးတော့မရပါဘူးသူဥတလီကိုပြီးစားရရပါမယ်ကိုတုံခွေဖျားပေါ်တော့ရောက်တည်နေချက်ချင်းပျောက်ကင်းသွားရသူတို့ကကိုတုံခွေဖျားကိုပြိုင်မရဖြစ်နေကြပါလေထိုခါမှာတော့ကာလာဘိုကြီးကကိုတုံခွေသူကိုတုံခွေသားတွေကံငါးပါးမလုံခြုံအောင်ကိုတုံခွေဖျားတကူအာနုဘောပြက်ပြေအောင်ဘယ်လိုလုပ်ကြရမလဲဆိုတော့ကိုနေ့စဉ်နဲ့များကြံစီအားထုတ်နေကြပါတယ်ဒီမြဘုံတော်ဘောကြည်အောင်ဒီဖျားကို မိတို့တို့အစီအမံတွေနဲ့စီရင်ပြုလုပ်ထားခဲ့ကြရဲဆိုတာကိုလည်းလိုက်လံစုံစမ်းကြပါတယ်။ဒါဝိမဲ့ဒီကိုဒွန်ဂရိတ်ဖရာကိုဘယ်လိုမျိုးအစီအမံတွေနဲ့ဘသူကပြုလုပ်ထားခဲ့တယ်ဆိုတာကိုတော့မိသူကမှမပြောနိုင်ကြပါဘူး။ဒီကိုဒွန်ဂရိတ်မျိုးကြီးကိုစတင်တည်ထောင်တဲ့အချိန်ကနေစပြီးတော့ဒီဖရာကိုတည်ထားကိုယ်ွေခဲ့ကြရဲဆိုပြီးတော့ဒါပြောထိုင်ကြပါတယ်။ဒါဝိမဲ့ဒီဖရာပေါ်မှာအညိုတေးကြီးနေရတဲ့ကာလာဘုတ်ကြီးတို့ရဲ့ဆရာသမီး၃ယောက်က ဒီရဲ့အကြံစီကိုလုံးဝလက်မလျှော့ကြသေးပေနေပါလေ။ခြုံထဲကခြုံသေးတဲ့ဘာတမများလုံးနေကြတော့ငွေဖြစ်ပါလေ။ကာလာဝကြီးကိုဆရာတပည့်၃ယောက်ကိုတုံခွင်တို့ကိုရောက်ရတဲ့နေ့ခန့်အကြံမှာကိုတုံခွင်တိုင်းကြီးမှာထူးခြားဆန်းကျင်တဲ့အံ့ဖွယ်ဖြစ်ရကြီးတစ်ခု ဖြစ်လာပါတော့တယ်။ဒီဖြစ်စဉ်ကတော့မြို့နယ်စစ်နေယူစင်နာအကွာဝေးတဲ့တောင်စင်ခွနခိုင်မှာပဲဖြစ်ပါလေ။ပူပြင်းချောက်တွေ့တဲ့မြေသမယရဲ့တကူလာနန်းနဲ့ထမှာတောင်စင်ရာဒီရာကတဲ့ မိုးချင်းတန်ခဲ့တော့အတန်တစ်ခုကိုမမျှော်လင့်မဲကြားလိုက်ကြရပါလေ။လေကောင်းကောင်းမှာမိုးချင်းစရာအကြောင်းမရှိတဲ့အတွက်ကြောင့်မလို့မိုးပေါ်မိုးကြီးကြပါလေ။ကောင်းကင်မှာမိုးသားတင်လိုက်ဆိုရဲလက်တော်ဝါးစံမြောက်တာတဖြစ်တကိုင်းစရာကိုပဲမမြင်ရပါဘူး။မိုးချင်းတလို့မိတန်ကကွမ်းတရားညက်မှာတစ်ခေါက်လောက်ပုံမှန်ထွက်ပေါ်လာပါလေ။ဒါကြောင့်မလို့ဒီချိန်တစ်ခါမှသူတို့မကြားဘူးကြတဲ့ဒီအတန်ကဘာအတန်ပါလဲဆိုပြီးတည်တည်ချာချာနားထောင်ကြည့်ကြပါလေ။ တန်ကြောက်ဘက်ကိုသူတို့တောင်စင်ရွာနဲ့တခိုတာတာဝေးတဲ့ဒေသကိုငကားတောင်စင်ဘက်ကဖြစ်ပါလေသူတို့ရာရဲ့ပေါင်းဝန်းကျင်မှာတော့ငကားတော်များရှိပါတယ်ငကားတော်ရဲ့တောင်ဆောင်စင်ချီလီယို လေးဘက်လေးတံမှာ ပင်လေကပွေးလို့ခေါ်တဲ့ဒေသအခေါ်ရောအလီမင်းရဲ့အကြည့်အပြည့်အဝကျပ်တိတ်ပေါက်လျက်ရှိပါတယ်ငကားဘွက်ငကားကျင်းပေါက်တွေရှိပေမဲ့ပလင်ပေါက်တွေမပေါက်ရောက်သေးတဲ့ရှင်ဖုံညာဖုံငကားပွေးချင်းတွေကလည်းပဲ အများအများရှိတဲ့အတွက်ကြောင့်မလို့ဒီတောင်ကုန်းတွေကိုပလင်ပင် မပေါက်သေးမပိုင်သေးတဲ့နဂါးငယ်များကသူတို့ဘိုးစဉ်ပေါင်းဆက်ရှိတယ်ဆိုပြီးယုံကြည်ကြပါလေဒီနေ့မနေ့ကပဲမိုးချင်းတန်နေကြားနေရတဲ့နဂါးတောင်ဘက်မှာတော့ပင်လင်ပင်တွေကတိတ်ပြီးထိုးပေါက်ရောက်နေကြတဲ့နဂါးကြီးတွေပလောစီယာနဂါးတောင်ကြီးမှဖြစ်ပါလေမနေ့ဘက်ကပင်ကွမ်းတရာညက်ခန့်လေးတစ်ချိန်မှကြားနေရတဲ့မိုးချင်းတန်လိုလိုအတန်တွေက နေမြင့်လာလေလေအတန်ကစိတ်စိတ်မီလာလေကြေလောင်လာလေဖြစ်ပါတယ်။ဤဒီကိုရွာသားကြီးတို့ကနဂါးတွင်ပလင်တို့လူလို့ရံပြင်းနေကြတာလား။နဂမလူလို့ရံပြင်းနေကြတာလား။တခုခုတို့တခုဝေပြို့နဂရောင်ကအတန်တွေပိုကြေလာသလိုပဲဆိုပြီးအထွန်းဖောက်ပြည့်ရည်ပြူစကားကိုဆိုပါတယ်။ဒီအခါမှာကလေးတွေကပါနဂါးကြီးတွေနဂမကိုလူတဲ့အတွက်ကြောင့်မလို့ရန်ဖြစ်နေကြပြီတဲ့ဆိုတော့ဒီအတန်တွေဟာငကားချင်းတန်တဲ့ဆိုပြီးကလေးတွေကပြောနေကြပြန်ပါလေ ီလိုနဲ့နေဝမ်တစ်ချိန်မှာပဲငကားချင်းလန်တွေကပို့ပြီးပိုကျေလာပြီးတော့ငကပွဲငကပောက်ငကားချင်းတွေကလည်းပဲကြောင်မက်ဖွေရာမိခုံလုံးကြီးတွေနဲ့ချွန့်ရီချိုရီအန်ထွက်လာပါတော့တယ်ငကားတွေစံပြိုရာငကတော်မှာရှိတဲ့ငကပွဲငကားချင်းပောက်တွေကတလင်းရာတဝက်ကနေပြီးတော့အိမ်လုံးကြောင်လုံးလူကြီး၃ယောက်စာလောက်ဖက်ခန့်သည်အကြီးအကျယ်မျိုးစုံရှိနေလေရာငကပွဲကနေမိုးဘူတီထိုးတက်နေကြတဲ့မိခိုးလုံးမိခိုးလိုက်တွေနဲ့တူ အန်ထွက်လာကြတဲ့ရွှေရင်ချိုရီတွေကလည်းပဲနေမွေးမဆောင်ခင်ကပဲငကြောင်ချင်းမှာရွာသူရွာသားတွေရဲ့ပေကင်းနိုင်ခင်နဲ့မယုတ်ခင်ကြံခင်ကိုင်းလေတို့တွေကိုပါရောက်လာကြပါတယ်။ရွာသူရွာသားတွေကတော့သူတို့ရဲ့ပေကင်းနိုင်ခင်နဲ့မယုတ်ခင်တွေကိုငကြောင်မှာစီးကြလာတဲ့ချော်ရီချွန့်ရီတွေဖုံးသွားမှဆိုးတဲ့ကြောင်မလို့ပေါတူပေါပြတဲ့ရင်တွေနဲ့ချွန့်ရီချော်ရီစီလန်းချောင်းကိုလမ်းလွေဖောက်ဖေးနေကြရပါတယ်။ ဒီချိန်မှာသူတို့ကြောက်လန့်ရမယ်မသိကြတဲ့ပဲထူးထူးခြားခြားအဖြစ်ကိုပြောစရာအနေနဲ့လှုပ်ပြီးတော့တပြောတပွားပင် ချိုရီစီးကြောင်းတွေကိုဖောက်နေကြပါသေးတယ်။ဒါပေမဲ့မကြသေးပါဘူး။ငကားချင်းတန်တွေကမိဟုံထင်းရောက်လာအောင်ကျေလောင်လာပြီးတော့ငကတော်ဘက်ကနေစီးကြလာတဲ့ချိုရီရွှန့်ရည်တွေကလည်းပဲအပေါ်ရန်ကအငွေ့တလူလူထပ်ပြီးတော့ပူလောင်လာပါတယ်။ချိုရီရွှန့်စီးကြောင်းလွှဲလုံရင်ကနေပြီးတော့တစ်စက်တစ်ပေါက်လူကိုယ်ကိုရှင်ပြီးတဲ့ ချိုရီချွန့်ရီတို့ကလည်းပဲမိခဲ့တော့ပူပါလေ။နေတောင်ကစီးကြလာနဲ့ချွန့်ရီချိုရီတွေကလည်းပဲဘလို့မှစီးချောင်းလေးချောင်းဖောက်ပွေရမရတော့ပဲ။ပေကင်းနှံ့ကင်းငရုတ်ခင်းတွေကိုဖုံးလွှမ်းပြီးတော့မိညာကနဲ့နေညာဘက်ကိုတဟုန်ထိုးစီးဆင်းလာပါတော့တယ်။ဒီကမှာတော့တောင်စင်တစ်ချောင်းမှာရှိတဲ့ရာသူရာသားတွေကသူတို့အခင်းတွေပျက်စီးကုန်တာဖြစ်တဲ့အကြောင်းမလို့နှမျိုးတတ်တတ်ဖြစ်ပြီးတော့တုံလှုပ်လာကြပါလေ။ ။ဒါကြောင့်ကြီးကနေပြီးတော့အဆက်မပြတ်နီတီးလာတဲ့ဒကာကြီးတွေရဲ့ရန်လိုဟိဟောက်ချင်းချောက်တန်တွေနဲ့အတူချုံရီချွန့်ရီလိုက်နေမှလေးပဲတောင်ပေါ်ကဒလင်းလင်းဒလင်းလင်းဆင်းလာကြပါတော့တယ်။ထိုကမှာတော့ရာဒီယာသားတွေကစီချောင်းလွှဲပေါက်ပြီးတော့ဖောင်းနေကြတာကနေပေါတူပေါပြတဲ့ရင်တွေကိုပြစ်ချပြီးတော့မိမိရဲ့ရွာဘက်ကိုပြေးလာကြရပါတော့တယ်။ဒါကြောင့်မို့ကလိုင်းလုံးကြီးပေါ်မှာကထွားတဲ့ဂိတ်တလိုင်းမင်းတဲစီးဆင်းနေကြတဲ့ချွန့်ရီချိုရီတွေကိုမိသူမတားစီရမရနိုင်ကြတော့ပါဘူး။ ဘေကင်နိုင်ငံရဲ့ငရုတ်ခင်းတွေကိုဖုံးလန်းသွားတဲ့ချိုရီချွန့်ရီတွေကတောင်ပေါ်ကငကားကြီးတစ်ချက်တစ်ချက်ဟင်းရိုင်လိုက်တိုင်းအဆမတန်အန်ထွက်စီးကြလာပြီးတော့ရာကင်းတွေနဲ့လေခွက် လေခွင်းတွေကိုပါ ဖုံးလွှမ်းလာပါတော့တယ်။တောင်စင်သားတွေရဲ့ယာတွေကမကတော်မဟုတ်တဲ့တောင်ချီရင်ကုန်းတန်းတောင်တန်းငွေတွေမှာဒါယွာတီထားကြတဲ့ကြောင့်မလို့အခုဒီတော့ယွာတွေကိုချိုရီချွန့်ရီတွေရောက်မလာကြသေးပါဘူး။ဒါကြောင့်မလို့လေညာကြစိုးရင်ကြောင်ကြကြောက်လန့်ရမှန်းကောင်မသိနေကြတဲ့ ရာဒီယာသားတွေကိုအလို့မမတက်နိုင်ကြသေးပဲဒီအတိုင်းပင်မတက်ရပြီးကြီးနေကြရပါတော့တယ်။လူတွေဒီလိုမျိုးလိုက်ပိုက်ကြီးနေတဲ့အချိန်မှာအတိညာမရှိတဲ့တော်ရန်တိရစ္ဆာန်တွေနဲ့အိမ်မွေးကျွေးနာဆိုက်ခွေးကြောင်တို့ကလည်းပဲဟိုပြေးဒီပြေးနဲ့စောက်တီရမရဖြစ်နေကြပါလေ။ဒီရင်မှာတော့အိမ်မွေးတိရစ္ဆာန်တွေဖြစ်ကြတဲ့ကျဲငှက်ခွေးကြောင်ကျွေးနာတွေကလည်းပဲလူနဲ့အရှင်တခင်နဲ့ယင်ပါနေကြဖြစ်တဲ့အတွက်ကြောင့်မလို့ရာပြင်မှာရှိတဲ့ကျွေးနာဆိုက်တွေက အရှင်တခင်ရှိရာရွာတွေကိုဝင်ပြေးလာကြပါတယ်။ရွာတွေမှာရှိတဲ့ကြံ့ခန့်ခွေးကြောင်တွေကလည်းပဲသူတို့ရဲ့အရှင်တခင်အနိမ့်ကနာမှာသာအော်မီမီတွေ့ပြီးတော့လူတွေကိုအာကိုတကြီးနဲ့မခွေးနိုင်မခွာနိုင်ဖြစ်နေကြပါတော့တယ်။တော်ရန်တိုက်ဆိုင်နေဖြစ်ကြတဲ့တမင်တရင်နဲ့ချင်းငေးဆိုင်ဆက်ဖွက်မတက်ဝတ်တွေနဲ့တကကြောက်ဆင်တွေကလည်းပဲလူတွေရှိရာရွာသားကိုမတိရဲကြတော့ပဲသူတို့တဘာဝဗီဇဆိုင်အနှုံးမျိုးနဲ့ မိတော်မဟုတ်တဲ့တိုးတောင်များဖို့တက်ပြေးတိန်ချောင်ကြပါလေဒီတရားဆန်တွေကလည်းပဲဒီလိုမျိုးတီးရှိလေကြခြင်းကသူတို့ရဲ့ဘိုးဘွားဘီဘင်တွေကလွန်ကနေနှစ်တန်းပေါင်းများစွာကဒီလိုကတ်ဆိုးတွေကနေဖြတ်တန်းလာခဲ့ကြလားဆိုပြီးထင်စရာဖြစ်ပါတော့လေတိုးတရားဆန်တွေကတော့ဒီလိုမျိုးတဘာဝဘေးအန္တရာယ်တွေကတ်ဆိုးကြည့်တယ်မိတို့မိဘုံကြော်လွားဖြတ်တန်းကြတယ်ဆိုတော့သူတို့ရဲ့ဘိုးဘေးဘီဘင်တွေကအစင်းစင်းမှားကြခဲ့ကြလေသလားလို့ထင်မရတော့ခဲ့သည့်ဘေးကင်ရဘက်ကို ပြေးလွှားရှောင်ပုန်းနေကြပါတယ်။တောင်စင်ရွာသူရသားတွေကကလေးတငယ်တွေကတော့ငကားတွေရံပွဲကြောင့်ငကားတောင်မှချွန့်ရီချိုရီတွေစီးကြလာတဲ့ဆိုတဲ့ယုံကြည်မှုနဲ့ငကားချင်းတိုင်ငကားပွဲတန်တွေကိုနောက်ဆက်မတက်ရကြည့်ပြီးတော့ကြောက်ရလန်းရကောင်းမှများစွာမသိရှိကြတဲ့ပဲသူရဲ့ဆုံးချုံသွားတဲ့ပေပြောင်းနှန်းခင်းရခင်းနေနဲ့လေတို့တွေကနမျောတတနေကြည့်နေကြပြန်ပါလေဒီချိန်မှာပဲ ကြားနေစေငကားတဲ့ရံဖြစ်တဲ့ချင်းချောက်တန်ချုံတန်တဲ့ကြေလောင်တဲ့ပေါက်ကွေးတန်တခုကိုမီတုံဟိမြကြားလိုက်ရပါလို့တယ်ထိတ်ထိတ်လန့်လန့်နဲ့ငကားတော်ဘက်ကိုလှမ်းကြည့်မိကြရာအင်ကြီးတလုံးခန့်ပမာဏရှိတဲ့ကြောက်လုံးကြီးတလုံးကငကားတောင်ထက်ကနေမိုးပေါ်တိတ်တိတ်မမတက်လာတာကိုမြင်လိုက်ကြရပါတယ်ထိုအင်လုံးလောက်ရှိတဲ့ကြောက်လုံးကြီးမိုးပေါ်ကပြုတ်ကျလာတဲ့အချိန်မှာငကားချင်းလိုက်တန်ကြီးနဲ့အတူနောက်ထပ်အင်လုံးလောက်ရှိတဲ့အလုံးကြီးတလုံးကလည်းပဲငကားတောင်ထိပ်ပေါ်ကနေ မိုးဘိုတို့တည်တည်မမထောင်တက်လာပြန်ပါလေ။သူကစိုးစိုးကမှမိုးဘိုမြင့်တက်လာပြီးအချိန်တကာပြန်ကြလာတဲ့အကြောက်လုံးကြီးနဲ့အခုမိုးဘိုကို တက်လာတဲ့အကြောက်လုံးကြီးတို့လမ်းခုလာမှာထိပြေးမိကြတဲ့အခါမှာပောက်ကွေးတန်တဲ့အတူကြောက်ခင်းနှလုံးကလည်းပဲအစိမ့်စိမ့်အပေါင်းမှာကွဲပြီးတော့မီးရှူးမိပန်းနေလိုမျိုးပျို့ကွေးပြက်ကန့်ကျဲတော့ပါလေ။ဒီလိုမျိုးငကားတော်မှာရှိတဲ့ငကားပွဲငကားချင်းတွေကနေငကားချင်းတန်နေတဲ့အတူတလုံးပြီးတလုံးမိုးဘိုတက်လာလိုက်ပြန်ကြလိုက် လန်ကူလာမှာတလုံးနဲ့တလုံးစောင်းတိုင်းပြီးရဲ့ပောက်ကွေးတန်ကြီးနဲ့အတူပြိုကွေးသွားလိုက်ဖြစ်နေတာကတော့နေမန်းဆောင်တဲ့အချိန်မှာရောက်လာခဲ့ပါပြီ။ငကားတွေကရံဖြည့်ရဲ့ကောင်းနေကြစေ။ငကားတောင်နဲ့တွေမှာသူတို့ຢာတွေနဲ့အမျိုးတကူအခန့်ဝေးတဲ့အတွက်ကြောင့်မလို့ကလေးတွေကထမင်းချဲဟင်းချဲလုံးနေကြတဲ့မိဘတွေကိုအမေအဖေငကားကြီးတွေလည်းကြောက်တော့လို့ပဲခဲလုံးကြီးတွေနဲ့ပြေပောက်နေကြပြီ ဆိုပြီးအိုပြောနေကြပြန်ပါလေ။ ညနေရောက်လာတဲ့အချိန်မှာတော့ငကားချင်းနဲ့ပေါက်ကွေးတံတွေကပိုပြီးမြည်ဟီလာသလိုငကားပွဲငကားချင်းတွေကအန်ထွက်ယိုစီးလာတဲ့ချွန့်ရီရှော်ရီတွေကလည်းပဲတပြေးပြေးနဲ့သူတို့ရွာကောင်ချီအောက်ကိုပဲရောက်လာပါလို့တယ်။ဒါပေမဲ့သူတို့ရွာကတောင်ပေါ်တောင်ကုန်းတွေမှာတည်ထားကြတဲ့ရွာတွေဖြစ်တဲ့အတွက်ကြောင့်မလို့ချွန့်ရီချော်ရီတွေကိုတော့စိုးရင်စရာမရှိကြသေးပါဘူး။ဒါကြောင့်မလို့လေညနေသားသမင်းစားပြီးကြတဲ့နေ့ငကားတန်းပေါ်မှာနေငကားတွေရန်ဖြစ်ပြီးအိမ်လုံးကြောက်လုံးရိုင်လုံးပိုးလုံးလို့ရှိတဲ့ ကြောက်လုံးကြောက်ခေးကြီးတွေနဲ့လမ်းပေါက်ဖြစ်ပေါက်နေကြတာကိုကြီးကောင်းကောင်းငုံငင်းလုံနေကြပါတယ်။သူတို့တသက်မှာဒီလိုငကားရံပွေးကဘိုးစဉ်ပေါင်ဆက်ပဲမကြောက်ဘူးမကြည့်ဘူးဆိုပြီးငကားရံပွေးကြီးဖြစ်ပါလေ။ဒီလိုနဲ့မိုးကသာချုပ်တော့ပါလေ။ငကားရံပွေးကမပြီးသေးပါဘူး။ဒီလိုမျိုးအညှို့တေးကြီးပြီးတော့ဒီလိုရံလုံနေကြခြင်းကတကောင်ချင်းနှစ်ကောင်ချင်းဖြစ်တဲ့ပြဿနာရံပွေးတော့မဖြစ်နိုင်ပါဘူး။ဘိုးကဝီဘီကငကားတွေပုံကန်ထားချောင်းမှုတစုံတစ်ခုကြောင်းအုပ်စုလိုက်ပြီးွာလိုက် ဖြစ်ကြတဲ့ရံပွဲဖြစ်ရမယ်ဆိုပြီးလူကြီးတချို့ကအပြောင်ပြက်လို့လို့အတီလို့လို့ထင်ကြီးပြီးပြောဆိုနေကြပြန်ပါတယ်ဒီလိုနဲ့ညရောက်လာတဲ့အခါမှာတော့နေကင်းကမြင်ခဲ့ကြရတဲ့ကြောက်လုံးအိမ်လုံးပေါ်လုံးလောက်ရှိတဲ့ကြောက်ခေးကြောက်လုံးကြီးတွေကမီးလုံးကြီးတွေဖြစ်ပြောင်းပြီးတော့ဘိုးကိုတက်လာလိုက်ပြန်ကျလာလိုက်လန်ကူလာမှာအတဲအတဲနဲ့ကြောက်ခေးနှလုံးထိပြီးတော့မီးရှူးမွေးပန်းတွေပွင့်ကလက်တန်းလက်မမတီအုံဒီလုံးအိုးဘုတ်လုံးရေအိုးလုံးကရှိတဲ့မီးခေးမီးလုံးတွေက ပဝန်းကျင်မှာရှိတဲ့တိုးတောင်လေးပေါ်မှာမိခေမီလုံးများအဖြစ်ဆင်ကြနေကြပါလေ။ဒါ ው လေးပဲတောင်စင်ရောက်သွားတဲ့ကလေးတွေကတပြိုတပွားပင်လမ်းမျောကြည့်နေကြပြီးဒီတစ်ခါမှာတော့၎င်းခန်းထဲနဲ့ကမီလုံးမိခဲတဲ့နဲ့တကောင်နဲ့တကောင်မောက်ထုတ်ပြီးတော့သူသေးကိုယ်တွေတိုက်ခိုက်နေကြပြန်ပြီဆိုပြီးလဲထပ်ပြီးတော့ပြောနေကြပါလေ။ဒီလိုနဲ့မကြခင်မော်ပဲ၎င်းများရံပွဲကနေပြီးလွင့်ရှင်ကြသွားခဲ့တဲ့မိခေမီလုံးတွေကပူပြင်း၆တွေ့တဲ့ ပင်လယ်ကပွီးတိုးထွေးကိုကြားပွားခဲ့ပါတယ်။နေလာဖြစ်တဲ့အပြင်ပင်လယ်ကပွီးရဲချောက်တွေကလည်းချောက်တွေ့နေတဲ့မီးရှိချန်တတာအလုံးလေးတွေဖြစ်တဲ့အတွက်ကြောင့်မလို့တဒိုးလုံးတဒောင်းလုံးမီးဆက်တဲ့လောင်ကျွမ်းပါတော့တယ်။ဒါ ਉਹ လည်းပဲဝဝေကလက်မြင်ကြရတဲ့တောင်စင်သူတောင်စင်သားတွေကနဂါးတွေကတကောင်နဲ့တကောင်ရန်ညှိုးမပေးကြတဲ့ပဲသူ့တောင်ကိုတောင်တွေကိုပဲမီးရှို့ကုန်ကြပြီဆိုပြီးထပ်ပြီးပြောနေကြပြန်ပါလေ။နဂါးတောင်တွေကိုတော်မီကြီးလောင်နေပြီဖြစ်ပေမဲ့ ကဘွားနေပြင်းတွေကမီးလုံးကြီးတွေကတော့နှကားများကတလုံးပြီးတလုံးမှုတ်ထုတ်လိုက်တိုက်ခိုက်နေကြရာနှကားတောင်တန်းကြီးတွေနဲ့ဒီမျိုးတကူရှိတဲ့တောင်ချင်းရွာမှာတ냐လုံးလင်းထိန်ပြီးတော့အနဘာပေါက်ကိုပင်ထိုးရွယ်ရလာအောင်ထိလင်းထိန်နေပါလေသူတို့ထဲမှာနှကားပွဲချင်းနှကားပွဲပေါက်တွေကနေအန်ထွက်လာကြတဲ့ချွန့်ရီချိုရီတွေကလည်းပဲအမွေးတထောင်းထောင်းထပြီးတော့အခုအခါမှာချွန့်ရီချိုရီတွေနဲ့ပဲမတူတော့ပဲအယောင်တလဲလဲထကား တန်ရည်တန်ခဲခဲရည်တွေကိုစီးကြလာတဲ့ကြပါတယ်။စီးချောင်းတွေကလည်းပဲတဖြည်းဖြည်းနဲ့ကြီးလာတဲ့အတွက်ကြောင့်မို့လို့မီးချောင်းမီးပင်လေကြီးတွေတောင်ပေါ်ကနေစီးကြလာသလိုမြင်ရပါတယ်။ဒီလိုနဲ့မိုးလင်းပိုင်းမှဒီနေထွက်တဲ့မျိုးတို့ရောက်လာကြပါတော့တယ်။ငကားရဲ့ရံပွဲကမပြီးသေးပါဘူး။ဒါပေမဲ့ညာကမီးလုံးမီးခဲတွေနဲ့တန်ရည်တွက်ရည်တွေကိုပင်ထင်းစရာဖြစ်ခဲ့တဲ့ချွန့်ရည်ချော်ရည်တွေကနေအောင်ထဲမှာပြန်ပြီးမူလအတိုင်းချွန့်ရည်ချော်ရည်တွေနဲ့မီးတင်းကြောက်ခဲကြလုံးတွေပြန်ဖြစ်သွားကြပြန်ပါတယ်။ ပေါက်ကွေးတန်ကြီးကပိုကြီးကျေလောင်လာသလိုငကပွက်ချင်းပေါက်ထဲကနေသူ့ထွက်လာတဲ့ကြောက်ခေးကြောက်လုံးကြီးတွေကလည်းပဲပိုပြီးကြီးလာပါတော့တယ်။အကြခင်မှာပဲပြင်းထန်တဲ့ပေါက်ကွေးတန်ကြီးတစ်ချက်နဲ့အတူမြင်းကလေးကြီးလှုပ်သွားတဲ့အတွက်ကြောင့်မလို့ကောင်းစင်တစ်ချောင်းမှာရှိတဲ့ရွာတွေအလုံးတက်တက်ခါရင်းထိုးကုန်ကြပါတော့တယ်။ဒုက္ခကြမှာငလင်ကြီးလှုပ်ပါပြီဆိုတဲ့အထိတလန်ဖြစ်သွားကြောက်ရွံ့သွားကြပါတော့တယ်။မဟာပထဝီမြကြီးအောက်ထပ်မှာရှိတဲ့ကြောက်သားကြောက်လွာကြောက်ဖြာကြောက်ပြင်းတွေကလည်းပဲ မလျင်ရဲ့မူလဘူဒ္ဓနိယာမ theory အတိုင်းဖြစ်ပေါ်ပြောင်းလဲမှုကြီးနဲ့တူတွန်းလင်ကောက်ကွဲပြက်ခုတ်တန့်ချွေဝဲလန့်ဖြာကဲထဲအောင်မကြီးမြင်းချီနိုင်စင်ရွှန်တွင်အော့အန်မီလျံထိန်လင်းစသည့်အချင်းအရာများကိုပင်တခုမဟုတ်ခြင်းတခုချင်းစီ ဖြစ်ပေါ်လာပါတော့တယ်ဒေါ်စင်ကပင်တောင်စင်ခနေခိုင်မှာရှိတဲ့မြေရိယာတွေအားလုံးကိုပိုင်းခြားကွေအဲ့ဝဲလျံလေးမင်းစားရွေးလျားပြပါတော့တယ် ဒီအကွေးကြောင့်လေကလည်းပဲဘလောက်ထိရှည်လေရတယ်ဘေးရအနေစာပြီးဘေးရမှာအဆုံးသတ်သွားတာကိုလည်းမသိရှိနိုင်ကြတော့ပါဘူးဒီကွေးကြောင့်ကြီးတကိုဘေးရဘလို့ဝင်လာကြမဲမသိတော့ရင်ခံတွေကလည်းပဲညာတန်ပြီးပြီးတော့လှိုင်းတဘိုးနဲ့တူဝင်ရောက်လာကြပါတော့တယ်ရခင်ကဓမြေတွေတစ်ဆက်တည်းဖြစ်တဲ့တောတောင်တွေကမြေတောင်တစ်ခါလေရတစ်ပြက်အတွင်းမှာပဲချောင်းပေါင်းမြေပေါက်တွေဖြစ်တတိတခြားစီဖြစ်သွားကြပါတော့တယ်ဒီထဲမှာတော့တောင်စင်တရွာရဲ့အဖြစ်ဆန်ကပိုပြီးအံ့ဩဖွယ်ရာဖြစ်ပါတယ် ရင်းရင်းကြီးလှုပ်တဲ့အချိန်မှာတောင်ကုန်းပေါ်မှာရှိတဲ့သူတို့ယောက်ကနှစ်ချမ်းခွဲသွားပြီးတော့တဖြည်းဖြည်းမြေခွေးချောင်းကြီးကကြေကြေလန်လိုက်တာနှစ်ချမ်းစလုံးကရေပေါ်မှာမျောနေတယ်လို့ပဲရွေးလျားနေပါတယ်။တဖက်ကြီးမှာရှိတဲ့လူတွေနဲ့ကျွေးနာတိရိစ္ဆာန်အင်ချီယာချီတစ်ပင်ပတ်မင်အားလုံးတို့ကလည်းပဲမြေပေါ်မှာရင်းရင်းရန်ရန်နဲ့ပါသွားကြပါတယ်။ဒါဝနှစ်ဖက်ရောင်မှာရှိတဲ့လူတွေကလည်းပဲရင်ဖက်စီတီဖြစ်တာဆွေမျိုးသားချင်းအချင်းချင်းအော်ကြဟိတ်ကြနဲ့ကြည်နေကြရပါတယ်။သူတို့ကြည်နေကြတဲ့မျက်စိအောက်မှာပဲ ရွာကိုနှစ်ချမ်းခွေးပြေးလိုက်တဲ့မြေပင်အကြောင်းကြီးကရွာကိုတဝက်ခန့်ကျေသွားပါလေ။သူ့မြေခွေးအကြောင်းကြီးတဲ့ကိုရင်ငယ်လှိုင်းနေအော်ဟီပြီးတော့ဝင်ရောက်လာပါလေ။သူ့ကောင်မရခင်ကတရွာလေးနဲ့တရေလေးတောက်ရွာသားတွေကအခုချက်ချင်းတမီစီခြားတော့ပါတော့တယ်။ဒီလိုနဲ့ရပိုင်းအတွင်းမှာပဲတောင်စင်ခွနခန်း၆ခန်းသောမြေရိယာခြေဝန်းတွေကချောင်းပေါင်းမြပေါက်တွေခြားတော့ပြီးတော့ကိုတုံရမျိုးကြီးရဲ့အရှိတောင်တန်းမှာရှိတဲ့တောင်စင် area တွေထဲကနေပြီးတော့ရံမြကျွန်း မန်အောင်ကျွမ်းရေကျွမ်းတိုက်ကျွမ်းပဒိန်ကျွမ်းစကူးကျွမ်းဖြစ်သွားကြပြီးတော့ကိုတုံကွင်းမျိုးရဲ့အရှိမြောက်အရှိအရက်မှာစပေးချိုင်ကျွမ်းမြားဒီကျွမ်းတပြူးချိုင်ကျွမ်းနဲ့ရင်ဘတ်ဒီကျွမ်းစသည်တို့ဖြစ်လာပါတော့တယ်။တောင်စင်သားတို့ရင်ဘတ်စီတီဖြစ်ခဲ့ကြတဲ့ကျွန်းကိုယခုအခါမှာရင်ခတ်ဒီကျွမ်းရင်ခတ်ဒိန်ကျွမ်းဆိုပြီးခေါ်ကြပါတယ်။ဒီကျွမ်းကကြောက်ပြူမျိုးကအန်းကိုတော့ရဲရေလိုင်းကြောင်းထဲမှာတည်ရှိပါတယ်။ တင်ပေါ်မော်တော်ဘုတ်စိတ်တွေရှိပါတယ်ကျွန်းပေါ်မှာကန်ကြီးကျွန်းကန်ကျွန်းချေဆိုပြီးနွားရုပ်တောင်မြောက်တိုက်အဝပြင်စကြပြီးစရဲရွာတွေအခုတည်းရှိပါသေးတယ်၎င်းတောင်ကြီးတွေပေါက်ကွဲရာကနေပြီးတော့တဘာဝဖောက်ပြန်မှုတွေဖြစ်ပြီးတောင်စင်၆ခရိုင်ကမြေဧရိယာအားလုံးကကျွန်းတောင်တွေကျွန်းတွေကြီးပဲဖြစ်သွားကြရာနောက်ကြာလာတဲ့အခါမှာကျွန်းစင်ဖြစ်လာပါတယ်ဒီကျွန်းစင်ကို မြေချောင်းမြေပေါက်တွေ60ရှိတယ်ကိုရှေးရခိုင်တွေကငကားကြီးစိုက်ဆိုးသဖြင့်တစ်ချက်မှုတ်လိုက်တဲ့ကမှာအီပေါက်30တန်းတွေ30ဖြစ်သွားတယ်ဆိုပြီးပုံပြင်ပေါ်မှာပြောလာခဲ့ကြပါတယ်။ဒါကြောင့်မလို့တန်းတွေချောင်းမအီချောင်းလောက်ကလေးတွေက60သောမြေပေါက်ချောင်းပေါက်တွေကိုကျွမ်းစဉ်တစ်ချက်မှာရှုပ်ရှက်ခတ်နေလေရာတန်းတွေပေါက်နဲ့မအီပေါက်ကိုမှားမွယ်မိရန်အခုထိရေချောင်းမကျွမ်းကျင်တဲ့ပဲ့ကင်တွေကိုလူကြီးပဲ့ကင်ဟောင်းတွေကတတိပေးပြောဆိုနေကြတာကိုအခုထိကျွန်တော်ကြားဖို့ပါတယ်။ ဒီကိုတုံခွင်းသူနဲ့ဆက်နေယူချင်တာများမွေးတဲ့တောင်စင်တောင်တဲ့နေမှာ၎င်းမိတော့ချင်း၎င်းများရံဖြစ်ကြခြင်းကတရနေ့ရဲ့ကြတော့မှအင်းငိမ့်တော့ပါတော့တယ်။ဒါပေမဲ့၎င်းပွဲချင်း၎င်းပေါက်တွေကအခိုးငွေတွေကတော့တလူလူတလွန်းလန်းနဲ့ထွက်နေကြသေးပဲဖြစ်ပါတယ်။ကိုတုံခွင်းသူနဲ့ဆက်နေယူချင်တာဝေးတဲ့တောင်စင်တောင်တဲ့နေများမှာတော့၎င်းမိတော့ကြည့်ပြီးတော့နောက်ပိုင်းကာလနှင်းမချခင်ကပဲကိုတုံခွင်းမျိုးပောင်းဝင်ချင်းမှာ၎င်းပွဲ၎င်းချင်းနဲ့၎င်းပေါက်တွေကနေ၎င်းများလေးတကိုးပြ မိထာတောက်လာကြပြန်ပါလေ။ဒါတို့အာဝမင်းကမိခဲ့သူတို့အတိုင်းနိမိုက်ဖြစ်တယ်ဆိုတာကိုပညာရှိဂရုဟိုက်ကြီးတွေနဲ့တိုင်ပင်ပါလေ။ရှေးရှေးဘိုးဘေးစီစဉ်တွေကဒီလိုမျိုးငကားဆောင်တဲ့ကိုတုံခရိတ်မှာငကားမိတောက်ရှိရင်မိတို့မိပုံဆောင်ရွက်ခဲ့ကြတာကိုလည်းပဲမေးမြန်းပါလေ။သို့တော့ရှေးမီနောက်မီပညာရှိမူမပူရိုဟိုက်ကြီးတွေရဲ့ဘိုးစဉ်ပေါင်းဆက်မှတ်တမ်းမှတ်ရမှာတော့ကိုတုံခရိတ်မျိုးမှာဒီလိုမျိုး နဂါရီမိတောက်မိစားဒီကိုဘယ်မှတ်တမ်းမှတ်ရမှာမှရှာမတွေ့ကြပါဘူး။ဒါကြောင့်မလို့နဂါမိတောက်ချင်းကဘလိုမျိုးအတိုင်းအမိုက်ဖြစ်တယ်ဆိုတော့ကိုတော့ဘေးပညာရှိကမှတက်အဲ့မပြောနိုင်မှရှောက်တင်နိုင်ကြပါဘူး။ဒီအခါမှာဒီဗီဒီယိုကရောက်လာသူလောလောဆယ်မှာလောကီပညာရတွေကိုအမှခံပြသနိုင်သူလက်ရှိပြသနေသူလောကီတက်ကတိလာចောင်းတို့ကြီးကိုအုပ်ချုပ်နေသူဗမုခချုပ်ကြီးကာလာဘုတ်ကို အာဝမင်္ဂမေးမြန်းပါတော့လဲ ဒီနေ့ပြောပြပေးခဲ့တာကတော့ဆရာဖိုးကျိုးရဲ့ကိုတွန်ဝရတိုင်းတို့မဟုတ်ရေအောင်မြို့တို့ဆိုတဲ့စာအုပ်အပိုင်းစစ်တီကိုဖတ်ပြပေးခဲ့တာဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုအစအဆုံးနားဆင်ပေးခဲ့ကြတဲ့တို့တယောက်ချင်းစီကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြဖို့အတွက်ဖိတ်ခေါ်လိုက်ပါရစေခင်ဗျာ။အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။